ဒီကနေ့လူရှင်ရနေတပွားဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်တတိအကြောင်းတည်ကောင်းစရာတရားဒေသနာတော်တချို့တက္ကရကမတွေမေးကြတယ်အရှင်ဘုရားမိတော်တို့လူပုဂ္ဂိုလ်တွေအနေနဲ့ အဘိဓမ္မာတရားကိုသင်ကြားသင့်သလားအဘိဓမ္မာတရားကိုသင်ဘာကျိုးရှိသလဲလို့ဒီလိုမေးကြတယ်အဘိဓမ္မာကိုသိထားရင်တော့အကျိုးမရုပ်ဘူးပေါ့ဝဲရယုံစာမွေးပွဲအောင်ယုံအတွက်သာမဟုတ်ပဲနဲ့တကယ်တက်တည်နားလည်အောင်သင်ထားမယ်ဆိုရင် အကျိုးများပါတယ် ဘိဓမ္မာဆိုတာတတဝါတို့ရဲ့တန်တမာဖြစ်ပေါ်နေတဲ့တဘာဝတရားတွေကိုဟောကြားထားတာဖြစ်တယ်အဲ့တော့မိမိတို့တန်တမာဖြစ်ပေါ်နေတဲ့တဘာဝတရားတွေထဲမှာကောင်းတဲ့တဘာဝတရားတွေရှိတယ်မကောင်းတဲ့တဘာဝတရားတွေရှိတယ်အဘိဓမ္မာတွေသိထားတဲ့အခါကျတော့အော်ဒါကတော့မကောင်းတဲ့တရားတွေ အကုတုပေါ့နော်ဒါကတော့ကောင်းတဲ့တရားတွေကုတုတရားတွေပေါ့ဒီတော့ဒါကအကုတုဒါကကုတုလို့သိခွင့်ရမယ်ဆိုရင်အကုတုကိုခြောင်လို့ရတာပေါ့တချို့သူတွေကအကုတုကိုကုတုထင်းနေတာတွေရှိတယ်လေအကုတုအလုပ်တွေကိုကုတုလို့ထင်းနေတာတွေရှိတယ်ဥပမာပေါ့နော် မြန်မာလူမျိုးတွေဖျားပွဲဆိုပြီးကျင်းပါတယ်ကထိန်ပွဲဆိုပြီးကျင်းပါတယ်ဂုံမြူပူဇော်ပွဲဆိုပြီးကျင်းပါတယ်ခေါင်းစဉ်ကတော့ကောင်းတယ်ပေါ့ဒါပေမဲ့ဖျားပွဲကျင်းပါတဲ့အခါမှာပျော်ပွဲခြင်းပွဲတွေထည့်သွင်းတာတွေရကြတော့ကုသိုလ်မဟုတ်တော့ဘူးလေအဲ့ဒါလောဘလို့ခေါ်တယ်ပေါ့လူစီကားအောင်လို့ ပွဲတွေထဲကြတယ်ဇက်တွေအငိမ့်တွေထဲကြတယ်ဂျိုစတိတ်ဆိုးအဆိုးတွေလောက်ကြတယ်အဲ့ဒါကြတော့ကုသိုလ်စိတ်မဟုတ်တော့ဘူးလေဒီအပေါ်မှာตาရနေတဲ့လောဘဖြစ်သွားပြီပေါ့အတိမ်ပွဲတို့ဂုံပြုပူဇော်ပွဲလို့မှလည်းဒီတိုင်းပဲအတန်ဆက်ဆက်ဒီနဲ့ကာဒစီလုံးအပေါ်မှာဘောက်တေ 10ခု15ခုလောက်အပြစ်တင်းပြီးတော့ကထိန်နဲ့လည်းဘာမှမဆိုင်တဲ့သချင်းတွေ၆ဖွင့်ပြီးတော့နေတကာလှဲ့ကြတယ်အဲ့ဒါလေးကလောဘတွေဖြစ်သွားပြီပေါ့ဒါပေမဲ့အမိဓမ္မမသိဘူးတဲ့သူတွေသိဘူးတော့လည်းပဲအမတ်တမတ်နေတဲ့ပုံကိုယ်ရကြတော့အဲ့ဒါကိုကုသိုလ်ထင်းနေတာအဲ့တော့ပတ်စံကုန်ချင်းတလောက်ကုန်ဆိုပြီးတော့ငွေကိုအကန့်အသတ်မထားတော့ဘဲနဲ့အာရဝန်တာနဲ့လှူဒန်းကြတယ် အဲ့ဒါကကုတုမဟုတ်ဘူးလှူတယ်လို့စကားလုံးလတ်လတ်လေးသုံးပေမဲ့တကယ်တော့ဒါနကုတုမဖြစ်ဘူးเนาะအဲ့ဒါတွေကလောဘလို့ခေါ်တဲ့အကုတုမျိုးတွေပေါ့အေးအဲ့ဒီတော့အဘိဓမ္မာသင်ထားမယ်ဆိုလို့ရှိရင်ဩဒါတွေကအကုတုတွေပဲလို့သိရမယ်ဆိုလို့ရှိရင်ခြောင်လို့ရတာပေါ့เนาะအကုတ္တကိုအကုတ္တမဲမသိတဲ့အခါကျတော့အာရပါရငွေတွေအများကြီးကုန်ကြခံပြီးလုံမိနေကြတယ်ပေါ့ ါကြောင့်ပျော်ပွဲရွှင်ပွဲအစိုးအငိုတွေဟာကုသိုလ်ရတဲ့ကိစ္စမဟုတ်ဘူးလို့သိစေချင်တယ်။ဒါနမူနာတစ်ခုပြောပြတာပေါ့နော်ဒါကနောက်တစ်ခါတချို့ကကုသိုလ်ကိုလည်းအာကုသိုလ်ထင်နေတာမျိုးလည်းရှိသေးတယ်။ဥပမာပေါ့ဖယားမီးပူဇော်တယ်၊စီမီးပူဇော်တယ်၊ဖျောင်းနိုင်ထွန်းတယ်။ဖျောင်းနိုင်ထွန်းရင်ပိုးကောင်လေးတွေကြမယ်လေ။ ညမှောင်မှောင်မှာမီးထုံးတော့ပိုးလေးတွေလာပြီးတော့ပိုးဖလံမျိုးမီးကိုတို့ကိုကျိုးနေခဲ့ပြီဆိုတဲ့အတိုင်းပဲဖျောင်းနိုင်လေးမှာအလင်းလင်းရှိနေတော့ပိုးကောင်လေးရဲ့လာနာကြတော့သေးကုန်ကြတယ်အဲ့တော့တချို့ကနားမလဲတော့ဩဖျောင်းတိုင်းမီးထွင်းရအကုသိုလ်လို့ပြောကြပြန်တယ်ဖျားမီးမထွန်းနဲ့ဖျားမီးမပူဇော်နဲ့အကုသိုလ်ဖြစ်တယ်အပြစ်လို့လဲပိုးကောင်လေးသေးလို့တဲ့အမိတမနားမလဲတာပေါ့နော် အဲ့တော့ကိုကဒီပိုးတွေသေးပါစေဆိုတဲ့စိတ်နဲ့ထုံးတာမှမဟုတ်ပဲလေမြတ်စွာဘုရားကိုအလင်းနဲ့ပူဇော်တာအဲ့တော့မြတ်စွာဘုရားကိုပူဇော်တဲ့စိတ်တစ်မျိုးလေးပဲရှိနေတာအကောင်တွေသေးပါစေဆိုပြီးတော့အကောင်တွေအပေါ်မှာသေးစေလို့တဲ့စိတ်အနှဲငယ်မှမပါဘူးလေအဲ့လိုဆိုရင်ဘယ်လိုလုပ်အကုသို့ဖြစ်မှာလဲနော်အကုသို့မဖြစ်ဘူးပေါ့ အဲဒါကြောင့်ဦးဇင်းတို့အဘိဓမ္မာသိထားတဲ့အခါကျတော့အကုသိုလ်ကိုအကုသိုလ်မှန်သိပြီးတော့ခြောင်ချလို့ရတယ်ကုသိုလ်ကိုကုသိုလ်မှန်သိပြီးတော့ရဲရဲဝံ့ဝံ့လုပ်လို့ရတယ်လို့ဆိုလိုတယ်ဒါကြောင့်အဘိဓမ္မာသိထားတတ်ထားတာမမှားဘူးပေါ့နော်အဲဒီနေ့အဲ့ဒီအဘိဓမ္မာတရားတွေထဲကတတိအကြောင်းကို ဟောကြားပေးมาဖြစ်တယ်ပေါ့အဲ့တော့တတိဆိုတာအမှတ်ရခြင်းလို့ဘာသာပြန်လေးရှိကြတယ် ဘာတွေကိုအမှတ်ရတာလဲဆိုတော့ကိုပြုတ်ထားခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအမှတ်ရတာဘယ်တော့ကတော့တို့တွေဘလို့ကုသိုလ်လုပ်ခဲ့တယ်ဥပုပ်တင်းစောင့်ခဲ့တယ်ရိတ်သားတွေဝင်ခဲ့တယ်ဘလို့တွေဒါနကုသိုလ်တွေလုပ်ခဲ့တယ်ဆိုပြီးတော့ကိုလုပ်ခဲ့တဲ့ကုသိုလ်တွေကိုပြန်ပြန်ပြီးတော့အမှတ်ရနေတာအဲ့ဒါတတိကောင်းတယ်ပေါ့နော်အဲ့ဒါကကောင်းတဲ့တတိအမိဓမ္မသဘောတရားအရတတိလို့ပြောလိုက်ရင် ကောင်းတဲ့ကိစ္စမှာဖြစ်တဲ့တတိပဲနော်အဲ့တော့ကိုလုတ်ခတ်တဲ့ကုသိုလ်တွေကိုတတိရနေတာအမှတ်ရနေတာဒါတတိနောက်တစ်ခါဖယားဂုံတွေတရားဂုံတွေတန်ခါဂုံတွေကိုတတိရနေတာအဲ့ဒါလည်းတတိပဲလေဒါကြောင့်ဗုဒ္ဓနုတတိဓမ္မနုတတိတန်ခါနုတတိလို့စာပေထဲမှာသုံးတယ်ဖယားဂုံတော်ကိုထက်ခါထက်ခါတတိရနေတယ် တရားဂုံတော်ဒီကိုထက်ကတက်ကသတိရနေတယ်။တန်ခါဂုံတော်ဒီကိုထက်ကတက်ကသတိရနေတယ်။အဲ့ဒါလည်းသတိပဲပေါ့။နောက်ကမ္မထံနေအာထုတ်တဲ့အခါမှာကမ္မထံအာယုံကနေစိတ်လွင့်ထွက်မသွားအောင်သတိနဲ့စောင့်ဖမ်းနေရတာ။နော်။ကမ္မထံအာယုံကိုစူးစူးဆိုင်ဆိုင်နဲ့အာယုံပြုတ်နေအောင်စူးစမ်းနေရတာအဲ့ဒါလည်းသတိပဲပေါ့။ ဲ့တော့အမှတ်ရတာဟာကောင်းတဲ့ကိစ္စတွေကိုအမှတ်ရနေတာတတိဖရားကုံတရားကုံတန်ခါကုံတွေကိုအမှတ်ရနေတာတတိကမ္မထံအာယုံကနေလွင့်ထွက်မသွားအောင်ကမ္မထံအာယုံမှာပဲစိတ်ကိုစုဆိုင်နေအောင်ရှုမှတ်နေတာလည်းတတိပဲပေါ့ဒါကြောင့်တတိပဋ္ဌာန်တရားဆိုပြီးတော့သစ္စာဘယဝကြတော်မူခဲ့တာရှိတယ်လေအေးအဲ့တော့တတိလို့ပြောရင်ကောင်းတဲ့ကိစ္စမှာဖြစ်တဲ့အရာကိုဆိုလိုတယ်လို့နားလည်ရမယ် တချို့တတိအတုဆိုတာရှိသေးတယ်။ဒါကြောင့်ခုနကအဘိဓမ္မာသိရင်ကောင်းတယ်ဆိုတာနော်။တတိအတုဆိုတာကမကောင်းတဲ့ကိစ္စတွေကိုတတိရနေတာ။တချို့ကမိသားစုတွေကိုလွမ်းတယ်ခရီးတွေပါနေသွားတဲ့အခါမှာမိသားစုနဲ့ခွဲခွာရတဲ့အခါမှာအမေကိုလွမ်းတယ်အဖေကိုလွမ်းတယ်သားသမီးတွေလွမ်းတယ်မြေမြစ်တွေကိုလွမ်းတယ်။သမီးကြီးစားနေဆိုရင်လည်းအချင်းချင်းလွမ်းကြတယ်။ ဆိုတော့အဲ့ဒါတွေကအဲ့လိုလွမ်းတာကတတိမဟုတ်ဘူးပြောတဲ့ခါကျတော့တတိရတယ်လို့ပြောကြတာပေါ့နော်ငါနင့်ကိုတတိရတယ်ငါမင်းကိုတတိရတယ်ငါသားကိုတတိရတယ်အမေဖေကိုတတိရတယ်လို့သုံးကြတယ်အဲ့ဒါကတတိအစစ်မဟုတ်ဘူးတတိအတုပညာလို့ခေါ်တယ်ပညာနော်တချို့နေရာမှာကျတော့အာကုတ္တဝိတ္တအာကုတ္တအတွေးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ပဉ္စောဇဉ်သဘောမျိုးအနေနဲ့တတိယတာမျိုးတွေက တတိတရားအစစ်မဟုတ်ပါဘူးတတိအစစ်ဆိုတာကကုသိုလ်ကိစ္စတွေမှာတတိရနေတာနော်ငါတို့မနေ့ပြန်ကုသိုလ်တွေဘာတွေဘာတွေလုပ်မယ်နောက်တစ်လဆိုရင်ဘာကုသိုလ်တွေလုပ်မယ်နောက်နှစ်ဆိုရင်ဘယ်လိုကုသိုလ်တွေလုပ်မယ်မနေ့ကဘာတွေလုပ်ခဲ့တယ်အဲ့လိုမျိုးအမှတ်ရနေတာမျိုးကိုမှတတိအစစ်လို့ခေါ်တယ်ပဉ္စဉ္စင်ကိစ္စနဲ့ပတ်သက်ပြီးတတိယနေတာကျတော့တင်ညာလို့ခေါ်တယ်အကုသို့အတွေးလို့လည်းခေါ်တယ်တချို့ဆိုရင်ဒေါသနဲ့ပတ်သက်တဲ့အတွေးတွေရှိသေးတယ် ဘသူကတော့ငါ့ကိုဘလို့နှိပ်စက်ထားတာတနေ့ကျရင်ငါကလေးစားရှိမယ်ဆိုအဲ့ဒါကြတော့တတိအစစ်မဟုတ်ဘူးပေါ့နော်ငါ့ကိုဘယ်တော့ငါဘလို့နှိပ်စက်ထားတာငါပစ္စည်းကိုသူကဘလို့ခိုးထားတာငါတို့ကိုဘလို့အနိုင်ကျင့်ထားတာငါ့ကိုဘလို့ပြောထားတာဆိုတာမျိုးတတိရနေတယ်မကောင်းတဲ့ကိစ္စမှာလောဘနဲ့တတိရနေတယ်ဒေါသနဲ့တတိရနေတယ်အဲ့ဒါတွေကပညာလို့ခေါ်တယ်တို့ဝိတက်လို့လည်းခေါ်တယ်နော်အဲ့တော့ နှစ်မျိုးခွဲရမှာဖြစ်တယ်တတိအစစ်သည် ကောင်းတဲ့ကိစ္စမှာအမှတ်ရနေတဲ့သဘောလို့နားလည်ပါတတိအတုသည်မကောင်းတဲ့ကိစ္စတွေမှာအမှတ်ရနေတဲ့သဘောလို့နားလည်ပါနော်တကယ်တော့အာကုတုတတိအမိခံတဲ့အာကုတုတင်ညာတာဖြစ်တယ်အာကုတုဝိတက်တဲ့အတွေးတွေဖြစ်တယ်ပေါ့ကြည့်နော်အဘိဓမ္မာမသိတဲ့သူကကြတော့အမေကိုလွမ်းတာကောင်းတယ်အဖေကိုလွမ်းတာကောင်းတယ်တတိလို့ထင်ကောင်းထင်နေတတ်တယ်မဟုတ်ဘူးဒါအာကုတုပဲ ဲ့လိုလွမ်းနေတဲ့ခါကျတော့စိတ်မချမ်းသာဘူးလေစိတ်ဆင်းရဲတယ်ပုံမပြောဘူးလေမပြောနိုင်တော့ဘူးလေနော်ဘလို့လို့ကုသိုလ်ဖြစ်မှာတော့ကုသိုလ်ဆိုတာကစိတ်ကိုရှင်လန်းစေတယ်ကြည်လင်းစေတယ်လေအကုသိုလ်ဆိုတာကစိတ်ကိုမရှင်လန်းစေဘူးညှိုးနှိုင်းစေတယ်လေကုသိုလ်နဲ့အကုသိုလ်ကအဲ့လိုဆန့်ကျင်ဘက်ကြည့်နော်အင်းကောင်းပြီအဲ့ဒါကြောင့်အဘိဓမ္မာတိထားတော့ကောင်းတာပေါ့အမှားနဲ့အမှန်ကိုခွဲခြားသိနိုင်တယ်လို့ဆိုလိုတယ် ဲ့တော့တတိတရားဒီအလွန်အရေးကြီးတယ်။ညမြတ်စွာဘုရားတတိကိုအမြဲတမ်းလိုအပ်တယ်လို့ဟောတော်မူတယ်။တတိန်ခွဟံဘိကဝေတပ္ပတိကံဝရမိဆိုတာတတိကိုနေရာတကာမှာလိုတယ်။ဒါနကိစ္စမှာလည်းတတိလိုတယ်။သမထဘာဝနာဝိပဿနာဘာဝနာကိစ္စတွေမှာလည်းတတိလိုတယ်။ဝိပဿနာပဲအာထုအာထုသမထပဲအာထုအာထုတတိလိုတယ်။ အဲကြောင့်တတိဆိုတာပို့သွားတယ်လို့မရှိဘူးတတိကောင်းနေပို့ကောင်းနေပဲဘုရားမြတ်ရအချင်းချင်းပြောခဲ့တဲ့စကားတစ်ခုကတော့အပ္ပမဒေနမိကဝေတမ္ပါဒေထာဒီအပ္ပမဒေနတမ္ပါဒေထဆိုတဲ့စကားတတိကိုပြောတာပဲပေါ့မမေ့မလျော့တဲ့တတိကုသိုလ်ကိစ္စတွေကိုမမေ့မလျော့ပြုလုပ်ကြဖို့တိုက်တွန်းထားတဲ့တတိနော်အဲ့တော့မြတ်စွာဘုရားရှင်ပြိဋိဘံဆိုင်ကနီးမာတော်မှာ ဟန္တနာနိဘိကဝေအာမန္တယာမိဝဝရဓမ္မသင်္ခါရအပမတိနာတမ္မာတိထယုံနဲ့သင်္ခါရတရားတွေရာပြည့်စုံခြင်းသဘောရှိတယ်မမေ့မလျော့သဘောမစနေခဲ့ကြလို့ပြစ္ဆောဘုရားမှာတယ်တတိပဲပေါ့ဒါကြောင့်တတိမလောက်အရေးကြီးတယ်လဲဆိုတာကိုပိဋကတ်ဒီမှာဖတ်ခြင်းလေ့လာခြင်းတွေ့နိုင်တယ်ဒါကြောင့်တက္ကရကမများအနေနဲ့မကောင်းတဲ့ကိစ္စတွေမှာတတိယနေတာမျိုးတွေအကုသို့လို့မှတ်ပြီးတော့မတွေးပါနဲ့နော် မတွေးပါနဲ့ငါ့ကိုဘသူကဘလို့လှုပ်ထားခဲ့တာဆိုပြီးတော့ဒေါသနဲ့မတွေးနဲ့လောဘတွေနဲ့မတွေးနဲ့အေးကုသိုလ်ကိစ္စတွေဆိုတော့တွေးအေးငါတို့မနေ့ကဘလို့ကုသိုလ်လုပ်ခဲ့တာနောက်ပြန်ကြရင်ဘာတွေကုသိုလ်လုပ်ကြအောင်မယ်အဲ့ဒါတွေကတွေးကောင်းတယ်မနေ့ကတို့တွေတရားစခန်းဝင်ခဲ့တာဉာဏ်တွေဘလို့တွေတက်လာခဲ့တယ်ရလာခဲ့တယ်ဒါတွေကတွေးကောင်းတယ်မြတ်စွာဘုရားခုံတော်တွေကိုတွေးအော်ဘုရားရှင်တွေဘလို့ခုံတော်တွေနဲ့ပြည့်စုံတယ် ်တရားတော်တွေကဘလို့ဂုံနဲ့ပြည့်စုံတယ်တန်ခါတော်တွေကဘလို့ဂုံနဲ့ပြည့်စုံတယ်အဲ့ဒါတွေကတွေ့ကောင်းတယ်အဲ့ဒါကတတိအစစ်ပဲနော်ကမ္မထံအာထုတ်တဲ့အခါမှာကမ္မထံအာယုံကလွတ်မသွားအောင်တတိနဲ့စောင့်ကြည့်အဲ့ဒါကောင်းတယ်ပေါ့အေးဒါကြောင့်ဦးဇင်းတို့မိမိတန်တန်မှာအမှန်ရနေခြင်းသဘောတည်းတတိလို့ဆိုပေမဲ့တတိအတုလားအစစ်လားလို့ခွဲခြားနားလည်ထားရင်အစစ်ကိုများများပွားများအောင်ကြိုးစားအတုကိုကြတော့မဖြစ်အောင်ကြိုးစား ဖြစ်လာခိုင်းရင်လည်းချက်ချင်းပဲပေါ့ဒီတော့ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့တန်တမ်းမှာကောင်းတဲ့သဘောနဲ့မကောင်းတဲ့သဘောဟာနော်အလှဲ့ကျဖြစ်ပေါ်နေတယ်တခါတလေကောင်းတဲ့သဘောတွေဖြစ်တယ်ကုသိုလ်တခါတလေမကောင်းတဲ့သဘောတွေဖြစ်တယ်အကုသိုလ်များသောအားဖြင့်ပုထုဇဉ်တတ္တဝါတွေကမကောင်းတဲ့သဘောအကုသိုလ်သဘောတွေအဖြစ်များတယ်အဲ့ဒါကိုတတိနဲ့စောင့်ကြည့်ပြီးတော့ထိညာမှာဖြစ်တယ်ပေါ့နော်တတိနဲ့စောင့်ကြည့်ပြီးထိညာမှာဖြစ်တယ်အကုသိုလ်အဖြစ်များတဲ့အတွက်ကြောင့် အကုသိုလ်အဖြစ်နဲသွားအောင်ဖြစ်နိုင်လုံးလုံးမဖြစ်အောင်တတိနဲ့စောင့်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့တန်တမ်းမှာတရားစိုးတွေမကောင်းတဲ့သဘောတရားတွေမဖြစ်အောင်တတိနဲ့ထိမ့်သိမ့်စောင့်ချောင်းပြီးတော့ကောင်းတဲ့တရားတွေအဖြစ်များအောင်စူးစမ်းအထောက်ပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း